မင်္ဂလာပါရှင်။အော်တိုဝါလာ17ရက်စနေနေ့ရက်ရန်ကုန်ထွေသတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ထန်းတပင်မြို့နယ်တွင်တိုင်းသားရေးရာအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ဥဆောင်မှုဖြင့်တိုင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကျင်းပကျင်းပတဲ့တိုင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ရဲရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက်တူစမ်းစစ်ခြင်းအစီအစဉ်အားအော်တိုဝါ၁၀ရက်ကရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ် တက်လိကျေးရွာတွင်ပြုလုပ်ကြောင်းသိရပါသည်အခမ်းအနားတွင်ရှန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့တိုင်းသားရေးအဝန်ကြီးဦးစောချက်ကိုသူကအမှတ်စကားပြောကြပြီးတိုင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးပြေဟိန်နိုင်ကမိတ်ဆက်စကားပြောကြပါရယ်။အဒီနောက်ရှန်ကုန်မြောက်ပိုင်းခရိုင်တာဝန်ခံအရာရှိဦးမြင့်စောဦးကပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်တဲ့အကြောင်းအရာများကို၎င်း ရန်ကုန်မြောက်ပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါက်ခင်ဆန်းမြင့်ကအမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်ကလေးသင်ငယ်အခွင့်အရေးများဆောင်ရွက်ပေးနေမှုများကို၎င်းမြို့နယ်တမဝါယမဦးစီးဌာနမြို့နယ်ဦးစီးမှုဦးဝင်းစောကတမဝါယမအသင်းလုပ်ငန်းများနှင့်နိုင်ငံစီပွားမြင့်တင်ရေးရန်ကုန်ငွေဖြင့်ဆောင်ရွက်နေမှုများကို၎င်းအသိပညာပေးဟောပြောကတာဝန်ရှိသူများကတက်ရောက်လာကြတဲ့ဂျေးရွာပြည်သူများအားရှက်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာလိုအပ်မှုစတန်းကောက်ယူခြင်းတို့ကိုဆောင်ရွက်ကြောင်းသိရပါရဲ့ရှင်။ ဒီသတင်းကိုတော့ဇင်မင်းထိုက်ကပေးပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်ဂျေးလက်နေပြည်သူများတန်ရှင်သောတောက်တုံရေးရရှိစေရေးဆက်ရည်တွင်တူဖို့ခြင်းလုပ်ငန်းဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ရှိဂျေးလက်နေပြည်သူများ တန်ရှင်းသောတောက်တုံးရေးရရှိစေရေးကြီးရွေးမြို့နယ်ကြီးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့2025-2026ဘဏ္ဍာရေးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်မုံဝေဖြင့်မြင်းမြတ်မုံကုမ္ပဏီကတာဝန်ယူဆောင်ရွက်နေတဲ့ဆက်ရွေရင်တူဖို့ချင်းလုပ်ငန်းအားအောက်တိုဘာ10ရက်နေ့နက်ပိုင်းကခရိုင်ဦးစီးမှုဦးလှမြို့အောင်မြို့နယ်ဦးစီးမှုဦးစိုးကျော်သူနဲ့တာဝန်ငယ်အင်ဂျင်နီယာတို့ကနန်းတော်ကုန်းကြီးရွာနဲ့အိုင်ကလောင်ကြီးရွာများတို့ကွင်းစင်းကြီးရှိစစ်စီကလုပ်ငန်းများအချိန်မီ PCE တောင်းအပ်ပေးဆောင်ရွက်ရန်မှာကြားကြောင်းသိရပါတယ်ရှင်။ ဒီသတင်းကိုတော့ဝိကီကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့တန်လင်းတွင်သွေးနှုတ်တုပ်ကွေးရောဂါပိုးတွေ့ရှိအင်အားများအားကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်။တန်လင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဆန်နေဦးဆောင်၍ကျန်းမာရေးဝန်ထမ်းများကတန်လင်းမြို့စေယုံအင်အားဝင်းတွင်သွေးနှုတ်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့နေအိမ်ဝင်းကျင်းတို့တွင်ချင်းစီဖြန်းချင်း ရှည်ရင်းရေကန်များချင်ပေါက်ဖွားနိုင်တဲ့နေရာများတွင်ချင်ပေါက်ဖွားမှုမရှိစေရည်အတွက်ဖုံးထုံလေးစစ်လုပ်ငန်းများနှင့်အပိတ်စီးခတ်ခြင်းများကို အောက်တိုဘာ10ရက်နေ့နဲ့10ရက်နေ့ကဆောင်ရပေးကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုတီဟာကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်ပေးမှာကတော့ရုရှားနိုင်ငံခရစ်စတက်ခရိုင်နဲ့မြန်မာနိုင်ငံတန်လင်ခရိုင်နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှန်အခြေခံပညာအဆင့်ပကြီးပြိုင်ပွဲဆွေးရွေးချယ်တဲ့သတင်းဖြစ်ပါတယ်။ ရုရှားနိုင်ငံခရစ်စတက်ခရိုင်နဲ့မြန်မာနိုင်ငံတန်လင်ခရိုင်နှစ်နိုင်ငံချစ်ကြည်၏အထိမ်းအမှတ်ဖြစ်အခြေခံပညာကျောင်းသားကျောင်းသူများပကြီးပြန်ွယ်တွင်ခရိုင်ဆင့်စုရေးချေခြင်းကိုအောက်တိုဘာ၁၀ရက်နေ့နောက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတန်လင်ခရိုင်တန်လင်မြို့နယ်အမှတ်၄အခြေခံပညာအထက်တန်းကျောင်းယူဇနာဆောင်ခံမှမှာပြုလုပ်ကြောင်းသိရပါသည်ခရိုင်ဆင့်စုရေးချေပွဲတွင် တန်လင်းခရိုင်တွင်ရှိမြို့နယ်များမှာကျောင်းသားကျောင်းသူစုစုပေါင်း60ဦးတို့ပါဝင်ရှင်ပြန်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုတီဟန်ကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့အင်းစိန်ပြည်သူ့စေယုံကြီးမှအထူးကုဆရာဝန်ကြီးများမရန်ကုန်းမြို့နယ်တွင်ကွင်းစင်ကုသားတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်းခရိုင်မရန်ကုန်းမြို့နယ်အမတ်တရက်ကွက်ပဋ္ဌာန်းမြက်ကုံသာသနာဓမ္မယုံအတွင်ရှိဇေယတုမင်္ဂလာခန်းမာတွင်အောက်တိုဘာ10ရက်နေ့နေ့ရှင်နိုင်က အင်းစင်ပြည်သူစေယုံကြီးမှအထူးကုဆရာဝန်ကြီးများကကွင်းစင်စေကူတာချင်းဆောင်ရွက်ကြကြောင်းသိရပါတယ်။အဲ့ဒီလိုဆောင်ရွက်ရာတွင်မြို့နယ်အစင်ဌာနဆိုင်ရာများမြို့နယ်ကြက်ချင်းဒီတပ်ဖွဲ့ဝင်များနှင့်ရက်ကြီးအဖွဲ့ဝင်များကပါဝင်ကူညီဆောင်ရွက်ပေးကြပြီးအင်းစင်ပြည်သူစေယုံအုပ်ကြီးဒေါက်တာခင်တင်ကြီးမြင့်နဲ့တာဝန်ရှိပုဂ္ဂိုလ်များကလိုက်လံကြည့်ရှုကြကာလိုအပ်သည့်များကူညီဆောင်ရွက်ပေးကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့မောင်အေးချမ်းကပြပူလာတာပါ။